CSR လို့ခေါ်တဲ့ Content Monetization CSR အပွင့်လာပြီးတဲ့အခါမှာကျွန်တော်တို့ဘာကြောင့်100%လုံးမအောင်လဲလဲဝီးကျသွားတာလဲဆိုတာကိုကျွန်တော်တန်ပြီးတော့ပြောပြမယ်နောက်တစ်ခုကကျသွားတဲ့ဒီဝီးကိုဘယ်လိုမျိုးပြန်ပြီးတော့ကျွန်တော်တို့ request review တက်တင်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ CRM စတအလို့ခေါ်တဲ့ content monetization ကိုတစ်ချက်နေလဲပါ နှိမ့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အခုလိုပုံစံမျိုးညားလိုက်ပါเนาะဒီလိုပုံစံမျိုးညားလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိမှာဒီဟာဝီကြနေတာဖြစ်တယ်เนาะဝီကြတာဖြစ်တဲ့အတွက်ဒီမှာ view mode ကိုကျွန်တော်တို့နှိမ့်ပေးမယ် view mode ကိုနှိမ့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ limits เนาะ partner သွားပြီးတော့ညီတာကွန်တန့်ပါတနာပါညီတာပေါ့နော်ပြောရဆိုချင်းကွန်တန့်ပါတနာဆိုတာကသူများရဲ့ဗီဒီယိုတွေသူများရဲ့သချင်းတွေဒါတွေကိုယူသုံးထားတာဖြစ်တဲ့အတွက်ကွန်တန့်ပါတနာဆိုပြီးတော့ကျွန်တော်တို့ညီတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးကမဖြစ်အောင်ဆိုလို့ရှိရင်သူများရဲ့ကွန်တန့်တွေမတင်ပေးနဲ့ကိုယ့်ရဲ့ကွန်တန့်တွေကိုကိုယ်ပိုင်ဖန်တီးပါကိုယ်ပိုင်ဖန်တီးပြီးတော့ကိုယ်ပိုင်တင်ပေါ့နော်အဲ့တော့ စီယာဆက်အပ်ကိုရလာတဲ့အခါမှာလည်းပေါ့နော်စီယာဆက်အပ်ကိုရလာတဲ့အခါမှာလည်းကျွန်တော်တို့ကစိတ်အယံလောပြီးတော့ဒီဟာကိုဝင်ငွေရခြင်းစောနဲ့တမ်းပြီးတော့၆ခါမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ page ထဲမှာပြန်ပြီးတော့စစ်ကြည့်ပါကိုဘယ်တုန်းကအာသူများရဲ့ post တွေကိုတင်ထားလဲပေါ့နော်အကောင်းဆုံးကကျွန်တော်ဟိုးပြိစခဲ့တဲ့အချိန်ကြီးပေါ့နော်ပြိစခဲ့တဲ့နေရာကြီးကိုကျွန်တော်ပြန်ပြီးတော့စစ်ကြည့်လိုက်ပါစစ်ကြည့်ပြီးတော့သူ့ရဲ့ဒီ partner မော်နီတာရေပေါ့နော်ပါတနာကွန်ထန့်နဲ့တွားပြီးတော့သက်ဆိုင်တဲ့ post မှလည်းများဘူးကျွန်တော်တို့အကုန်လုံးဖြတ်လိုက်အကုန်လုံးဖြတ်ပြီးတော့မှကျွန်တော်တို့တေးကြပြီဆိုတော့မှဒီ CN stack ကို၆တင်ပါတယ်နော် CN stack ကို၆တင်တယ်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က limit ဟလာထိသွားတာဖြစ်တဲ့အတွက်ဒီမှာ rima runway ရန်လာပိတ်ရေပေါ့နော်ပိတ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့က find all more ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ကြည့်မယ်ပေါ့နော် find all more ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ကြည့်မယ် အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်အဆင့်ရှိသေးတယ်။ဒါအောင်နှိပ်တဲ့အခါမှာနောက်ထပ်အဆင့် report review ဆိုတာကျွန်တော်ကြည့်တယ်ပေါ့နော်။ report review ဆိုတာကြည့်ရဲ report review ကျွန်တော်ကလက်ရှိမှာတင်ထားတာဖြစ်တဲ့အတွက်အခုလိုမျိုးမြင်တွေ့ရတာဖြစ်တယ်ပေါ့နော်။လက်ရှိမှာတင်ထားတာဖြစ်တဲ့အတွက်မြင်တွေ့ရတာဖြစ်ပါတယ်။ဒီလိုပုံစံမျိုးမြင်တွေ့ရတာကျွန်တော်၃ဆင့်ထိထိကိုကျွန်တော်တွားပြရမယ်။အခုလက်ရှိမှာ၂ဆင့်ပြီးသားပြီပေါ့နော်။၂ဆင့်ပြီးသားပြီဖြစ်ပါတယ်။ကျွန်တော်ဒီ၂ဆင့်မှာဆိုလို့ရှိရင်သူက8ရက်စောင့်ပြရတယ်။ ခုနှစ်ရက်ပြည့်သွားလို့သူ့ဘက်ကနေပြီးတော့ကျွန်တော် request ပြန်ပြီးတော့လာတယ်အဲ report ပြန်ပြီးတော့လာတယ်ဆိုလို့ရှိရင်ကျွန်တော်တော့ထပ်ပါထပ်လုပ်ရမယ်ဆိုတာကိုဆက်ပြီးတော့သွားမှာပေါ့နော်အဲ့တော့ခုနှစ်ရက်စောင့်ပြီးရမယ်နော်ခုနှစ်ရက်စောင့်ပြီးတဲ့အခါမှာကျွန်တော်ကျွန်တော် subscription ချောင်းနဲ့ရထားတာလေးရှိတယ်အဲ့ဒါလေးလေးကိုကျွန်တော်ပြန်ပြီးတော့ပြပြီးမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ကနေပြီးတော့ပြန်ပြီးတော့ကြည့်လိုက်တော့ဗျာနော် တက်ကနေပြီးတော့ပြန်ပြီးတော့ကြည့်လိုက်မယ်ကျွန်တော်ခုနကသွားတဲ့ဟာလား find out more ပေါ့နော်ဒီကနေပြီးတော့ကျွန်တော်စသွားတယ်စသွားပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီမှာပေါ့နော် quantum monetization ဒီကောင်ကတော့ကျွန်တော်ကဒီကျွန်တော် တံပလေးအနေနဲ့ကျွန်တော်တုံးထားတာဖြစ်တဲ့အတွက်ဒီထိတ်ဆွမ်းအကောင်ကိုကျွန်တော်ပသားပေးတာပေါ့နော်ပသားပေးတာပြီးတော့ဒီကနေ့ကျွန်တော်စသွားတယ် quantum monetization ကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ခုနကပြောတဲ့ view mode ကိုထပ်ပြီးတော့နှိပ်သွားတယ်ပေါ့နော် view mode ကိုထပ်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ find all mode ဆိုတာကိုထပ်ပြီးတော့ဒါနှိပ်ပေးရတယ်နော်ဒါနှိပ်ပေးရနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်လုံးဝ request review ကိုမတင်ရသေးဘူးဆိုလို့ချင်းအခုလိုပုံစံမျိုး request review ရပေးလိမ့်မယ်နော် အဲ့လိုမျိုးပြရတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာမှလောက်စားမလို့ဒီကောင်တော့တစ်ချက်နှိမ့်မယ်နှိမ့်ပြီးသွားပြီဆိုလို့ရှိရင်သူမေးတဲ့မေးခွန်းနှစ်ခုနော်မေးခွန်းနှစ်ခုကျွန်တော်တစ်ခုကကျွန်တော်အငင်းဖြစ်တယ်တစ်ခုကတော့ကျွန်တော်မသိနိုင်လို့ဒီအမားတစ်ခုကိုအဲလှုပ်လိုက်မိတာပါဆိုတော့အာမျိုးနဲ့ကျွန်တော်ကအယူခံပြန်ပြီးတော့ဝင်တာပေါ့နော်ဒီညမှာပြန်ပြီးတော့ကျွန်တော်အယူခံဝင်တာနောက်တစ်ခုကကျွန်တော်ကျွန်တော်ရဲ့ content အလုံးဝအာဒီပါတနာ content ပါတနာနဲ့လုံးဝမညှိဘူးဆိုတော့အငင်းစကားပေါ့နော် ဲ့လိုမျိုးကိုကျွန်တော်ပြန်ပြီးတော့သုံးတာပေါ့နော်ဒီနေရာမှာကျွန်တော်ကတော့အောက်ကဟာကိုပဲကျွန်တော်သုံးလိုက်တယ်ဒီဟလာ content modernization policy ပေါ့နော်ဒီဟာကိုကျွန်တော်နားမလည်လို့မသိလို့မှားမိတာပါဆိုတော့ကျွန်တော်အောက်ကနေပဲအတုံးနှုံးနဲ့ပဲပြောလိုက်တယ်နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်အောက်ကနေပဲထည့်ပေးလိုက်တယ်အမှတ်လေးပေးလိုက်တယ်အမှတ်ပေးပြီးတော့သူက continue ကိုထပ်ပြီးတော့နှိပ်ပေးရတယ်နော် ကွန်တီနူးကိုထပ်နေပြီးတော့ကျွန်တော်ပဲဆက်သွားလဲဆိုတော့ကျွန်တော်စမြစ်ပေါ့နော်စမြစ်ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့နှိပ်ပေးရတယ်အဲစမြစ်ကိုနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်တော့ခုနှစ်ရက်သူကစောင့်တိုင်းတယ်ဒီမှာဒါဆိုလို့ရှိရင်နောက်ဆုံးကြရင်တော့ဒန်းပေါ့နော်စမြစ်နှိပ်ပေးပါပြီဆိုလို့ရှိရင်နောက်ဆုံးကြရင်ဒန်းသူတို့စီကိုကျွန်တော်ကဒါ request review ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ဟိုတင်လိုက်ပြီပေါ့ဗျာတင်လိုက်ပြီဆိုတော့ကျွန်တော်ဒီမှာနောက်ဆုံး down ကိုနှိပ်ပြပါပြီဆိုလို့ရှိရင်ဒီမှာဒီမှာနှစ်ဆင့်ပြီးမြောက်ပြီဆိုတာကိုပြောထားတယ်နောက်ထပ်တစ်ဆင့်ဟိုကကျွန်တော်က8ရက်ပြည့်တဲ့အချိန်ကိုကျွန်တော်စောင့်ပြီးရဒီဘက်ကဘယ်လိုပြန်လာမလဲပြန်လာတဲ့အပေါ်မှာဘူးတည်ပြီးတော့ကျွန်တော်ကပြန်ပြီးတော့တုတ်ပြန်ရမှာပေါ့နော်အဲတေးကြတာတကူကတော့ကိုကအောက်ကနေပြီးတော့ဝင်ထားတာဖြစ်တဲ့ပြောတော့နော်ကျွန်တော်မမြင်ဘူးဟဲ့လားဒီ content ကဒီ content ကကျတို့ ပါတနာမော်ရီကရေးရှင်းတယ်မညှိပါဘူးလို့လုံးဝမငင်းမဲ့တဲ့ကျွန်တော်ကကျွန်တော်တို့မတိလိုက်လို့ဖြစ်လိုက်ဖြစ်သွားတယ်ကိစ္စတစ်ခုပါဆိုပြီးတော့အောက်ကနေပြီးတော့ပြောထားတာဖြစ်တဲ့အတွက်တေးကြပေါ့ကျွန်တော်တို့ဒီဖဏိယပြည်တာနဲ့သူ့ဘက်ကနေပြီးတော့စာပြန်လာလိမ့်မယ်ပေါ့နော်အဲ့ဒီကြောင့်ကျွန်တော်တို့ဘာတွေထပ်လုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီဆက်ပြီးတော့သွားမှာဖြစ်ပါတယ်အဲ့တော့အကောင်းဆုံးကတော့ကျွန်တော်တို့ဒီ CN setup တွေဖွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်လုံးဝစိတ်ကိုမလောဘဲနဲ့ ကိုယ့်ရဲ့ page ထဲမှာဘယ်တော့မှကျွန်တော်တို့ကိုဟလာတင်ကားခွန်ထမ်းတွေကိုတင်ထားတယ်။အတတွေကိုကျွန်တော်ပြန်စစ်ရမယ်။ပြန်စစ်ပြီးတော့မှကျွန်တော်ဖြတ်တင်တဲ့အကြာမှာလည်းအကုန်လုံးဖြတ်ပြီးပေါ့နော်။အကုန်လုံးဖြတ်ပြီးဖြတ်ပြီးတော့ဖြတ်ပြီးတော့မှကျွန်တော်တို့ကဒီ content monetization ကိုရှောက်ခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုနေကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိချင်လဲဆိုတာ comment လေးမှာရေးခဲ့ပါဦးခင်ဗျာ